မနစ်ကတော့မှကလေးအသင်းနဲ့ချယ်ဆီကိုနိုင်ခဲ့တာဟုတ်ပါတယ်ဒီနှစ်လီဗာပူးရဲ့အဆုအဖွဲ့ကိုကြည့်လိုက်ပါအောင်မနစ်ကထက်အများကြီးမှအများကြီးပိုကောင်းတဲ့အသင်းကစားမဲ့ပြိုင်ဘက်ကလည်းချယ်ဆီထက်စားလို့ရှိရင်ဘရိုးဖြစ်ပါနယူကာဆိုတဆင့်တော့နေတာပဲလက်ရှိလီဗာပူးအဆုအဖွဲ့တိုက်စစ်နဲ့အနေထားနဲ့ဘာမှအနိုင်မရစရာအကြောင်းမှမရှိဘူးကြားအသင်းတွေအတွက်ပေါ့နော်ဒီအချိုရီဖလားဆိုတာကချွေးသိပ်ဖလားတတလို့မြင်ကောင်းမြင်နိုင်တယ်ဟုတ်ကဲ့နယူကာဆကစားမရတော့ဒါကတမိုင်းတောင်တစ်ခုပဲဟုတ်ပါတယ်နယူကာဆကွန်းလေလို့ဘရူနိုဂီမာရက်ဆိုဒီဖလားကိုကဘာဖလားနဲ့တောင်မှခိုင်းနိုင်သွားတာမျိုးကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Previous Spot ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ဒါ Leaf Flower ဘလူးပွဲပွဲချုပ်သွင်းချက်အစီအစဉ်ဖြစ်ပါတယ် Liverpool နဲ့ Newcastle ပါပြောမယ်ဆိုလို့ကျွန်တော်ဘယ်အသင်း Champion ဆုရသွားမလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီပိုင်းကိုလည်းထုံးစံတိုင်းကျွန်တော်နဲ့ကိုရဲနေတော့ကျွန်တော်ညီကိုနှစ်ယောက်ကပဲခံပန်းသုံးသပ်တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်ဗျာကိုရရင်တော့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ဒါလီဗာပူးနဲ့နျူကာဆယ်စူပါဆန်ဒေးရဲ့ည7:00နာရီမှာကစားမှာပါပြောမယ်ဆိုလို့ရှိရင်တော့ဘယ်အသင်းဆူဖလာရမလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်အသင်းကလည်းလက်ရှိချန်ပီယံတစ်ဖက်အသင်းကလည်းဆူဖလာတွေရဖို့လိုအပ်နေတဲ့အသင်းစိတ်ဝင်စားစရာကောင်းတယ်ပဲထပ်ပြီးတော့ပြောစင်ပါတယ်ဟုတ်ပါတယ်ကဲဒီတော့ကျွန်တော်တို့ဘောတော့ဒါလီဗာပူးဘက်ကနေစလိုက်စင်ပါတယ်ပြောပြပေးပါဦးလီဗာပူးကကျတော့လောလောလတ်ချန်ပီယံလိကနေပြီးတော့ပြုတ်လာတဲ့အသင်းပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်တို့တစ်ခုသိထားမှာကဘာလဲဆိုတော့ပြန်ဘက် PSG ဆိုတာတကယ်ကိုကောင်းတဲ့အသင်းပါ ီပထမအဆင့်ကခြေစမ်းမျိုးလဲပို့ပြီးတော့ကောင်းလာတဲ့အသင်းဆိုတာကိုကျွန်တော်မိသားစုတော့မရဘူးပေါ့နော်အခုအချိန်နေရဘယ်လိုဖြစ်သွားလဲဆိုတော့ချန်ပီယံလိမာတာဒီဒီပါဘူးကဟုတ်ကဲ့ကွာတာဖိုင်နယ်လောက်ထိတက်သွားပြီဆိုရင်ဒီပွဲစဉ်ကအချိန်နေရတမျိုးပြောင်းသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့အခုကပြုတ်သွားတာလဲမကြသေးတဲ့အခါမှာဂုံတိခါပိုင်းရပြန်အဖက်ဆဲဖို့ကြိုးစားလာမယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့လိပါဘူးကပေါ့နော်ပေမဲ့အသင်းကသာရှိရှိတမျှအကုန်အားထုတ်ကန်ပြီးတော့ဒီဘက်ကတော့မနိုင်မဖြစ်ဘူး။ဒါမှဖြစ်မယ်ဆိုတော့စိတ်တက်မျိုးနဲ့ ဖောင်ပြက်ခစားလာပြီဆိုတော့တိုင်ပက်တာမျိုးကိုကျွန်တော်ခဏနဲ့မြင်ခဲ့ရတယ်ဗောနဒီအရီမှာတောက်ချောက်ကျွန်တော်မြင်ခဲ့ရတယ်ညူကာဆယ်ကအဲ့လိုပုံစံမျိုးနဲ့ပဲဒီပွဲကိုကစားလာဖို့များတယ်ကစားလဲကစားလာမှာဗောနကျွန်တော်ကတော့ဒီပွဲစဉ်မှာလီဗာပူးကနိုင်သွားရင်တောင်မှ တော်တော်ကိုရုန်းကန်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ Liverpool ကိုစပြောမယ်ဆိုလို့ကျွန်တော်ကျွန်တော်တို့ Champion League နဲ့စမယ်။ Champion League မှာ Liverpool နောက်ဆုံးဆင့်တက်မယ်လို့ကျွန်တော်တို့အပိုင်တွက်ထားတယ်။ဘာဖြစ်လို့လဲဒီက Anfield ဖြစ်လို့ပါဗောနော်။ဒါပေမဲ့ Anfield မှာသူတို့တပွဲနဲ့နှစ်ခါရှုံးသွားခဲ့တယ်။ပွဲချိန်အတွင်းမှာလည်းရှုံးတယ်။ Penalty မှာလည်းရှုံးတဲ့အခါမှာတော့ Liverpool က Champion League ကနေထွက်လိုက်ရတယ်။ပြောမယ်ဆိုလို့ရှိတော့ Anfield မှာတပွဲနဲ့နှစ်ချိန်ရှုံးတာဒါရှာရှာပါပါဖြစ်ရတခုလို့ကျွန်တော်ကတော့မြင်ပါတယ်ဗောလေနော်။အဲ့တော့ပြောမယ်ဆိုလို့ရှိတော့ Real တောင်မှတပွဲနဲ့နှစ်ချိန်မရှုံးခဲ့ဘူး။ကျွန်တော်ပြောချင်တဲ့သဘောတရားကအိမ်ကွင်းမှာတော့တစ်ချိန်လုံး တော့နိုင်သင့်တယ်နိုင်သွားပြီဆိုလို့ရှိရင်လီဗာပူးတက်မှာပဲဒါပေမဲ့လီဗာပူးထွက်သွားတယ်အရင်နှစ်နာဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံလိ ပွဲစဉ်တွေစပြီးကစားတော့ကလီဗာပူးလောက်ကောင်းတဲ့တင်ဘယ်သင်းမှမရှိဘူး PSG နဲ့ပထမကြော့ဘလို့ဖြစ်ဖြစ်ကံကောင်းလို့ပြောပြောလီဗာပူးနိုင်ခဲ့တာပဲအခုကဒီတပွဲလေးမှာဒီလိုဖြစ်သွားတယ်ပြိုင်ပွဲရနေထွက်လိုက်ရတယ်ဆိုတာအရန်ကိုနစ်နာဖို့ကောင်းတယ်ကဲနောက်တစ်ခုကကြတော့လီဗာပူးကဒီဖလားကိုပို့ပြီးတော့အာယွန်စိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာချန်ပီယံလိလိုပြိုင်ပွဲရထွက်လိုက်ရတဲ့ခါမှာပရိသတ်တွေစိတ်ကျဉ်တဲ့ပုံတစ်ခုပြန်ရဖို့လီဖလားကိုသူတို့ပြန်ယူပေးရတော့မယ်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်မနစ်ကတော့မှခလေးအသင်းနဲ့ချယ်ဆီကိုနိုင်ခဲ့တာဒီနှစ်လီဗာပူးရဲ့အဆုအဖွဲ့ကိုကြည့်လိုက်ပါဦးမနစ်ကထက်အများကြီးမှာ အများကြီးပိုကောင်းတဲ့အသင်းကစားမဲ့ပြိုင်ဘက်ကလည်း Chelsea ထက်ဆာလို့ရှိရင်ဘယ်လိုဖြစ်ပါ Newcastle ဆိုတာတစ်ဆင့်တော့နေတာပဲလက်ရှိ Liverpool အစိုးအဖွဲ့တိုက်စစ်နဲ့အနေထားနဲ့ဘာမှအနိုင်မရစရာအကြောင်းမှမရှိဘူးနောက်တစ်ခုကကျတော့နီးပြ Arne Slot ရဲ့ပထမအဦးဆုံး Super Player တစ်ခုလည်းဖြစ်နိုင်တယ်ဘောလုံးအသင်းဆိုတော့တစ်ခါတလေရှုံးပါပဲဒီလိုအခြေအနေမျိုးကို PSG နဲ့ပွဲမှာ ကြုံတွေ့ဝိုင်းလို့မြင်မိတဲ့ခါမှာတော့ Newcastle နဲ့ပွဲမှာတော့ Liverpool လုံးဝအမားမလုပ်ဖ ೇನೆ လက်ရှိ Champion ကနေပြီးတော့သူတို့ပေါ့နော်ထက်ဆင့် Champion ဖြစ်သွားမယ်လို့ကျွန်တော်ကတော့ Source ရောခန်းစားမိနေရပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှင်တော့ Newcastle ပဲသွားချင်တယ်ပြပြပေးပါဦး။ Newcastle ကတော့ဒီဖလားက နှစ်ပေါင်း80ကြာပေါ့နော်ဖလားလက်မဲ့ဖြစ်မှုကိုအဆုံးတက်လို့ရမယ်အခွင့်အရေးလည်းဖြစ်တယ်ပေါ့နော်တခြားအသင်းတွေတော့ပေါ့နော်ဒီအချိုရီဖလားဆိုတာကချွေးသိပ်ဖလားတတလို့မြင်ကောင်းမြင်နိုင်တယ်ဟုတ်ကဲ့ယူကာဆယ်ကစားမရတော့ဒါကတမိုင်းတောင်တစ်ခုပဲဟုတ်ပါတယ်ယူကာဆယ်ကွန်းလေလို့ဘရူနိုဂီမာရက်ဆိုဒီဖလားကိုကဘာဖလားနဲ့တောင်မှခိုင်းနိုင်သွားတာမျိုးကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်တစ်ဖက်လီဗာပူးဆက်ကြည့်မယ်ဆိုရင်ဒီဆူဖလားမရလဲဘာမှတော့မဖြစ်ဘူးဒီချိုရီဖလားကသူတို့ပြိုင်နေတဲ့ဆူဖလားတွေကတလုံးပဲယူကာဆယ်တော့ကကြတော့အသင်းတမိုင်းကြောင်ပြိုင်သက်တွေအတွက်ကစားသမားတွေအတွက်တစ်ခုတည်းတော့ဆူဖလား ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာနယူကာဆယ်ဘက်မှာဂေါ်ဒိုမပါနိုင်တာကလည်းအများကြီးနစ်နာတယ်ဒါပေမဲ့လည်းကျန်တဲ့ကစားသမားတွေကအရေးသေးပိုင်းပြေဝကြတယ်လီဗာပူးအသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်စွမ်းရှိသလိုကောင်းကောင်းကြီးရှင်ကစားနိုင်စွမ်းရှိကြတဲ့ကစားသမားတွေပါတယ်ဗောနော်ဆူပလာသလုံးအရန်လိုအပ်နေတဲ့အသင်းကိုတော့ကျွန်တော်ကဆူပလာသလုံးရစေချင်ပါတယ်ဗျဟုတ်ကဲ့ပါပြောမယ်ဆိုလို့ရှိရင်တော့ဒီဘိုလူပွဲကိုတော့ကျွန်တော်တို့ကစပါးကိုတော့တက်စေချင်ခဲ့တဲ့သဘောလေးတော့ရှိတယ်ဘာလို့ဆိုအဲ့နှစ်သင်းကဆူပလာရင်လည်းဝေးနေတော့ဒါပေမဲ့လီဗာပူးတက်လာတယ်ဘာဖြစ်သွားလဲဖိုင်နယ်ကပိုးတော့ကောင်းသွားတယ်တူတပိုင်းတော့ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကနယူကာဆယ်ကိုကျွန်တော်တို့က ကြည့်လိုက်မယ်ဆိုလို့ရှင်တော့လက်တလုံးမှာတော့ဒေသင်ကအနိုင်မြင့်အတက်ကြရင်လည်းသွားနေတယ်ခြေစောပိုင်းကတိတ်ပြီးတော့မမှန်ဘူးဗျပြီးတော့လက်ရှိညူကာဆယ်ရဲ့စူဖွဲမှုနဲ့သွားနေတဲ့ပုံစံကိုကြည့်လိုက်တဲ့အခါမှာလီဗာပူးကိုရှင်ဖို့ခက်လိမ့်မယ်နောက်ဆုံးတွေ့ထားတဲ့ပွဲမှာတော့သူတို့ကလီဗာပူးကိုရှုံးခဲ့တယ်လီဗာပူးအဲ့ဒီအောင်တိတ်ပြီးတော့မခက်ခဲခဲ့ကိုကစားခဲ့တာဒါပေမဲ့တခုရှိတာကတော့ဘလို့လဲဆိုတော့ပထမပွဲတွေကတော့လွယ်ကူတက်ပေမဲ့နောက်ပွဲတွေကျရင်အဲ့လိုမျိုးရှုံးသွားတဲ့တိုင်ကပို့ပြီးတော့ရုံးတက်တယ်ဒီလိုပုံစံမျိုးတော့ညူကာဆယ်မှာကျွန်တော်တို့ဒီပွဲမှာမြင်တွေ့ရနိုင်တယ်ကျွန်တော်တို့အရင်နှစ်တွေတုန်းကလည်းဘောလုံးပွဲတစ်ချိန်တက်ခဲ့တယ်မန်ယူတင်းနဲ့လာတွေ့တယ်တကယ်ကိုစူဖလာလိုအပ်နေတဲ့မန် င်ယူသင်းနဲ့လာတွေ့တဲ့အခါမှာသူတို့ရှုံးသွားတယ်အခုဆိုလို့ရှိရင်လေဒီယာတီမှာပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းဗျာ ပြောမှဆိုလို့ရှိရင်ဒါ PSG ကိုရှုံးသွားပေမဲ့ဥရောပမှာ Liverpool ကအကောင်းဆုံး၃သင်းထဲမှာပါတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီလိုမျိုးအကောင်းဆုံးအသင်းက Champions League ကိုပြိုင်ပွဲနဲ့ထွက်လာရတဲ့အချိန်ကြမှာသူတို့ကလာဆုံးတဲ့အခါမှာတော့ဘယ်လိုပြောပြမလဲ Newcastle ကနည်းလေးတော့ကန်ဆိုးတယ်လို့ကျွန်တော်ကတော့ပြောချင်တယ် Newcastle သင်းလုံးကိုကြီးတဲ့အခါမှာတော့မာကျောမှုရှိတယ်ဒီထဲမှာကျွန်တော်တို့ကအားကိုးရမှာကတော့ Isak ပဲ Isak ဘာလုပ်ပြမလဲပေါ့ဒီဟာကိုပဲကျွန်တော်တို့မျှော်ရလိမ့်မယ်နောက်တစ်ခုကျွန်တော်တို့ဒီ Newcastle မှာကျွန်တော်တို့ပေါ့နော်ဒါမျောလို့ရမယ့်အချက်တစ်ခုကဘာလဲဆိုတော့ဒီယာဒီမာနျူကာဆယ်ကအသင်းကြီးတိုင်းလိုလိုကိုအနိုင်ကစားထားတယ် ်လီဖလာပဲဖြစ်ဖြစ်ပရီးမီယာလီပဲဖြစ်ဖြစ်ဘယ်ပြိုင်ပွဲမဆိုဘောဒီအသင်းကြီးကို तू ဟာနိုင်ဖို့လိုလာပြီဆိုလို့ရှိရင်တော့ तू ဟာအနိုင်ယူပြီးတော့ဒီလိုမျိုးဖြတ်တန်းနေတော့ကျွန်တော်တို့တွေ့ရတဲ့အခါမှာဒီပွဲမှာ तू ဟာလီဗာပူးကိုနိုင်ဖို့လိုတယ်လက်ရှိပရီးမီယာလီမှာလည်းလီဗာပူးကိုဘယ်အသင်းကမဆိုနိုင်ဖို့ဆိုတာတကယ်ကိုခက်ခဲတယ်ဗျတကယ်တော့ယူကာဆယ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တကယ်ကိုထိုက်တန်တဲ့ဂေါ်ယွန်ဆယ်နိုင်ပွဲတစ်ပွဲလည်းဖြစ်မှာဒီလိုလုံနိုင်မလားဒီယာစီမှာလည်းဒီလိုအစင်လာလေးတွေရှိတော့ယူကာဆယ်ဘက်မှာဒါလေးတွေကတော့မျှော်လင့်လို့ရတယ်လီဗာပူးကတော့ပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ချန်ပီယံဆုကိုပြန်ပြီးတော့ကာကွယ်တာပဲယူကာဆယ်ကကြတော့သူတို့အတွက် က်နှစ်ပေါင်းများစွာဝေးကွာနေတဲ့ဆူပလာတလုံးလီဗာပူးအတွက်လည်းသူအနီးသူခံနေပေါ့နော်အထိပ္ပယ်ရှိသလိုနျူကာဆယ်အတွက်လည်းဒီဆူပလာကအထိပ္ပယ်ရှိလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ကိုရဲလက်ခံမနဲ့ပဲလေးကိုသွားလိုက်ချင်ပါတယ်ဒါလီဗာပူးနဲ့နျူကာဆယ်ပါခံမနေပြပါဦးအဲလီဗာပူးကတော့နျူကာဆယ်တဲ့ပိုကောင်းတဲ့အသင်းဆိုတာတော့အကုန်လုံးသိကြရပေါ့နော်ဟုတ်ကဲ့နျူကာဆယ်ကတော့လီဗာပူးကိုခံခံအားတစ်ခုတည်းနဲ့ပဲဒီပွဲမှာရင်ဆိုင်ရဖို့များတယ်နျူကာဆယ်မကောင်းတာတော့မဟုတ်ကောင်းတယ်ဇာမားရေသေးပိုင်းကလည်းစိတ်ချလို့ရတယ်ဒါပေမဲ့လီဗာပူးအသင်းနဲ့ရှင်မယ်ဆိုရင်တော့ ကွာခြားချက်လေးတွေတော့ရှိနေတာကိုကျွန်တော်တို့သိတာမြင်ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဆော့ဆော့ကပြောရသလိုပဲဗောနော်စုဖလားအရန်လိုအပ်နေတဲ့အသင်းကိုဒီဖလားအတွက်အရန်ကိုစူးစမ်းနေတဲ့အသင်းကိုတော့ကျွန်တော်စုဖလားရသေးတဲ့စိတ်လေးတော့ကျွန်တော်မှာရှိတယ်ဟုတ်ကဲ့ဒါကြောင့်မို့ဒီပွဲစဉ်မှာလည်းနယူကာဆယ်ကလီဗာပူးအသင်းကိုကျင်းမြောင်းတဲ့ရလဒ်တစ်ခုနဲ့ဗောနော်တကောကိုမရှိဆိုတဲ့ရလဒ်နဲ့နိုင်ရောင်းရမယ်လို့ခန့်မှန်းလိုက်ပါတယ်နယူကာဆယ်โอเคပါကိုရလင်းထောင်းကနယူကာဆယ်ရွေးတယ်ပေါ့เนาะကျွန်တော်ကတော့ဒီဘက်မှာဆိုတော့လီဗာပူးရွေးပါတယ် ်ဘာဖြစ်လို့လဲဆိုတော့ Liverpool ကပိုကောင်းတဲ့အသင်းဖြစ်လို့ကျွန်တော် Liverpool ရွေးတယ်ပဲပြောရမှာပါ Liverpool Champion League ကလည်းထွက်တယ်ပြီးတော့နောက်တစ်ခုပေါ်တော့ဒါ League Plus မှာလည်းဒုတိယနဲ့ပြီးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေးလို့ကောင်းတဲ့သတင်းတွေကတော့အများကြီးဖြစ်သွားနိုင်ပေမဲ့ဒီဖလားမှာဘိုးဆွဲသွားတယ်ဆိုလို့ရှိရင်လည်းဒါသူတို့အတွက်ကကောင်းတဲ့အခြေအနေတစ်ခုပဲလေသူတို့ကတော့ဒီလိုမျိုးပို့ပြီးတော့ပုံဖော်ခြင်းပဲထင်ပါတယ်ပြီးတော့ Liverpool အသင်းရဲ့ကစားသမားစုဖွဲ့မှုကလည်းပို့ပြီးတော့ကောင်းတယ်လို့ခံစားရတယ်အဓိကကတော့ Salah ပါပဲ Salah ပါနေရဲ့ Liverpool ကိုကျွန်တော်တို့ပို့ကြိုက်ပါတယ်ကျွန်တော်ကတော့နှစ်သင်းပေါင်းသွင်းကိုနည်းမယ် Liverpool နိုင်မယ်2-0ကိုမရှိနိုင်နိုင်မယ်လို့ခံမှတ်ထားပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုနှစ်ယောက်ပြောရခဲ့တာကတော့ Liverpool နဲ့ Newcastle တို့ရဲ့ဒါ League Cup လို့ပဲဖြစ်ပါတယ်။ကိုရဲလင်းထုံးကတော့ Newcastle အနိုင်ခံမှန်းပါတယ်။ကျွန်တော်ကတော့ Liverpool အနိုင်ခံမှန်းထားပါတယ်။တကယ်လက်တွေမှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ season ကတော့ဒီလောက်ပါပဲ။ The Brimbus Boy ရဲ့နောက်လာမယ့်အားသာ season ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်လည်းပြန်ပြီးတော့ဆုံတွေ့ကြပါသေးရဲ့လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။